စ်ခေါင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်နယ်အတွင်းကကြောက်ဖြူမြို့နယ်မှာစာဝတ်နေရေးအတွက်ငါးဖန်ထွက်တဲ့ရေလုံသား၉ယောက်ကိုစစ်ကောင်စီရဲတပ်ကဖမ်းဆီးပြီးအမှုဖွင့်ထားတယ်လို့သိရပါဗျ။စစ်ကောင်စီစီမှာဖမ်းဆီးအမှုဖွင့်ခံထားရသူတွေကတော့ကြောက်ဖြူမြို့နယ်ရှင်းမင်းပြည်ရွာကရေလုံသားတွေဖြစ်ကြတဲ့မောင်ကျော်လင်းအောင်နဲ့ကိုစင်မင်းထေးကင်းပင်လေးကြီးရွာကရေလုံသားတွေဖြစ်ကြတဲ့မောင်တိုးလက်ဦးကျော်သူထွန်းဦးပူးသီးတောင်စတဲ့ဒေသခံအရက်သားတွေဖြစ်ကြပါဗျ။ သူတို့တွေကိုငါးဖန်းဆက်လေတစည်းနဲ့အတူမလ22ရက်နေ့ည9နာရီလောက်မှာကြောက်ဖြူပင်လေပြင်ကစစ်ကောင်စီနေပြည်ကနေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသရင်းစစ်ရေးတရင်ရင်းမြစ်တယောက်ကပြောဆိုပါရယ်ရေလုံသားတွေဟာပင်လေပြင်မှာဆက်လေနှစ်စည်းနဲ့ငါးဖန်းနေတာဖြစ်ပြီးတစည်းပဲပြန်လေရောက်ရှိလာကကြံတစည်းကိုတော့စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဖမ်းဆီးခံရတဲ့ရေလုံသားတွေကိုစစ်ကောင်စီရဲတပ်က မတ်လ25ရက်နေ့မှာကြောက်ဖြူမြို့မှာရေစခန်းကိုပို့ဆောင်ခဲ့ပြီးရေပိုင်နဲ့ကျူးလွန်မုံနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။